စစ်ဆောင်စခန်းကပပုဆရာတောင်ငူဒီမိုဆိုလမ်းမကြီးရဲ့ဘေးမြည်နီလန်းချိုးလေးတိုင်းဝင်သွားလိုက်လို့ရှင်တောင်ဆောင်လေးတွေမှာအိမ်လေးတွေအစီအီရှိနေပါတယ်အဲ့ဒီနေရာကဒီမိုဆိုအနောက်ချမ်းစံယောင်ကြီးစစ်ဆောင်စခန်းဖြစ်ပါတယ်စစ်ဆောင်အိမ်လေးတွေမှာထရင်ကတမိုးလေးတွေနဲ့ စစ်ဘေးတင်းရှောင်လာရတာငားနဲ့တာကာလအခြေကျအောင်တိဆောက်လာကြရတဲ့ပုံကိုအဲ့ဒီအင်္ဂလိပ်တွေကညှင်းဆူပြနေပါတယ်အဲ့ဒီဝါချီယန်ကအိမ်လေးတွေကနေအိမ်လေးတစ်လုံးရဲ့နောက်အဖီဆွဲထားတဲ့နေရာလေးတစ်ခုရှိနေတယ်။အဲ့ဒီနေရာအမျိုးသားတဦးကတစ်သားပြားတစ်ခုကိုစောင့်နဲ့တူနဲ့သုံးပြီးအယုတ်ကလေးတွေကို ပုံပေါ်ထုစ်နေပါတယ်။သူကဘဘူးဆရာတဦးပါ။ ရဲ့အနာမည်က Ubuntu လို့ခေါ်ဆိုကြပါမယ်လို့အသက်ကတော့32နှစ်ပဲရှိပါသေးတယ်။စစ်ပေးမတိန်ရှောင်ခင်ကလေးကဗဘူထူရာရီပရိဘောကပစ္စည်းတွေမှာဘန်ကနုတ်ဖော်ရာရီဖောင်းကြွရုပ်ထုလေးတွေပြုတ်လုတာတွေစသဖြင့်မိသားစုစားဝတ်နေရွေးကို အသက်မွေးဝမ်းကြောင်းပြီးခဲ့တဲ့သူပါ။သူ့အတွက်ဗဘူထူချင်းဟာအသက်မွေးဝမ်းကြောင်းထက်ပိုပြီးဝါသနာအရလှုပ်တဲ့အမှုပညာအလုပ်လေးဖြစ်ပါတယ်။ ဒါပေမဲ့လို2021စစ်တပ်ကအာဏာသိမ်းပြီးလိုက်တဲ့နောက်မှာမေလပိုင်းမှာဂရင်းနီပြည်နယ်အတွင်းလက်နက်ကိုင်တော်လှန်ရေးစတင်တဲ့အချိန်ဇာတိမျိုးဖြစ်တဲ့ဒီမိုဆုငုပလော့ရွာကစစ်ဆောင်ထွက်ပြေးခဲ့ရပါတယ်။တိုက်ပွဲစဖြစ်တဲ့အချိန်တနီယာပြီးတနီယာကိုပြောင်းရွှေ့ခဲ့ကြရတယ်။တိုက်ပွဲတွေစဖြစ်တော့တနီယာပြီးတနီယာရှိပြောင်းရတယ်။အခုဆိုရင်၄နှစ်ကျော်သွားပြီ။ဒီနေရာမှာစိန်ယောင်ကြီးစစ်ဆောင်စခန်းကတော့အကြဆုံးပဲလို့သူကပြောပါတယ်။ အဲ့လိုမျိုးစိတ်ပေးတင်းရှောင်လာခဲ့ရပြီးရင်နောက်မှာတော့သူမြန်နိုးရဘဘူးထုတဲ့လုပ်ငန်းနဲ့မိသားစုစားဝတ်နေရေးကိုရက်တီလို့မရတော့ပါဘူးမကြာခဏပြောင်းရွှေ့ရတာတွေနေရာထိုင်ခင်းကျင်းကျက်တာတွေလျှက်စင်ပြီးမရှိရတွေအထူးသဖြင့်တော့ဖောက်တဲ့ရှားပါလာတဲ့အကြောင်းပိုးလို့ပိုးလို့ခက်ခဲလာခဲ့ပါတယ် လက်ရှိဥပန်ဒူးလိုနေထိုင်တဲ့ဒီမော့ဆုနောက်ဖက်ချမ်းမှာစစ်ဆောင်စခန်းပေါင်း150ကျော်ရှိပြီးတော့လူဦးရေက9000ကျော်နေထိုင်ကြပြီးစစ်ဆောင်စခန်းအများစုကတော့စားနပ်ရိက္ခာရှာပောက်မှုပြဿနာနဲ့ရင်ဆိုင်နေရပြန်ပါတယ်။ဥပန်ဒူးကစစ်ဆောင်နေရင်တခုတည်းသောမျော်လင့်ချက်ကမိမိရဲ့နေအိမ်ရှိရာငုတ်ပလော့ကို ပြန်ပြီးဝါသနာပါရအလုံးနဲ့အတမွေးဝန်းချောင်းကိုပြန်လည်လုတ်ကင်လိုခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့တနစ်နဲ့တနစ်ပြန်ရမယ်လို့ထင်တာပေါ့နော်ဒီတိုင်းဆိုရင် အကြကြီးဆက်နေရအောင်မမိုးချက်တဲ့တခါလေနေရတာတအားကြာလာတော့ကျွန်တော်မိုးချက်လာတယ်ဒါပေမဲ့အတင်းထားရတာပေါ့ဗျာလို့သူကရင်ဖွင့်ပြောပြပါတယ်စိတ်မိုးချက်မှုကိုဥပန်သူကဘဘူးမှာအယုံဆိုင်ပြီးအလုတ်လုတ်ဖြစ်ခဲ့ပါတယ် သူ့ရဲ့အများဆုံးထူးဆန်းရောင်းချခဲ့တာကတော့ကရီနီရိုးရာပုံတွေပဲဖြစ်ပါတယ်။အဲဒီထဲမှာကယန်းစီပတ်ယုတ်ထုပုံတွေကအများဆုံးရောင်းရတာပါ။ကယောကယားပုံတွေပြင်ဗုဒ္ဓဘာသာစင်တူယုတ်ပုံတွေကိုလည်းပုံဖော်ထူးဆန်းခဲ့တယ်လို့သူကဆိုပါတယ်။ တုံးလင်းကြီးတိုက်ပွဲတွေစတင်တဲ့အချိန်အယောင်ဝယ်မဖြစ်ပေမဲ့လို့လဲစစ်ဆောင်စခန်းတွေမှာအချိန်အရတိုင်းထုစစ်လာတဲ့ပပုယုတ်က90ကျော်ရှိပြီးတော့သူရောင်းချခဲ့တဲ့ခါမှာအဲ့ဒီလက်ရာတွေကလည်းတစ်ရက်မှာ3000နဲ့ဈေးနှုန်းဖြင့်ရောင်းချခဲ့ကြောင်းကိုသူကပြောပြပါဗျာ။ ပုံအကြီးတွေဆိုရင်တော့ကြိုက်စည်းနဲ့ရောင်းနေကြိုက်ကြီးနဲ့ဝယ်ကြတယ်ပန်းကနုတ်တွေကြတော့ပေနဲ့ကြွက်ယူတယ်အရင်ကတော့တပေးကိုတထောင်ယူတယ်အခုနောက်ပိုင်းကတော့ပရိပောကပန်းကနုတ်တွေမလို့ရတော့ဘူးလို့ဈေးကွက်အခြေအနေကိုသူကပြောပြပါဗျာ စစ်ပေးဆောင်ကာလကြာတာနှစ်မြဆောင်းဝေးနေ၍အချက်အတဲတွေကိုဖြည့်ရှင်းဖို့အတွက်ငွေရှာရတဲ့အိမ်တော်ဦးစီးအခန်းကဏ္ဍကလည်းပြောင်းလဲသွားခဲ့ပါတယ်။အခုချိန်မှာဥပန်သူရဲ့ဇနီးဖြစ်သူဒေါ်စာတိနာကဈေးမှာအသားရောက်ပြီးတော့မိသားစုဆောင်းဝေးနေရေးကိုဥဆောင်ဖြည့်ရှင်းပေးနေရပါတယ်။အလူရှင်မဲမိခိုးလို့မရတော့ဘူးဆိုပြီးသူကဈေးထွက်ရောင်းလာတာပေါ့။အခုအချိန်မှာဆိုရင်တော့သူမရှိတော့ရင်ကျွန်တော်တို့မိသားစုကအဆင်မပြေတော့ဘူး။သူနဲ့ပဲမှီရတဲ့ပုံစံမျိုးဖြစ်နေတာလို့ဥပန်သူကပြောပြပါရတယ်။ ဈေးထဲမှာအသားသွေးရောင်းရတဲ့ဇနီးတွေကလည်းနက်နက်အစိုးပိုင်းကလေးကထွက်သွားရပြီးညနေဆောင်မှပြန်လာရတာကြောင့်ထမင်းလက်ဆောင်စားရတဲ့ရဲ့မရှိသလောက်နှဲပါတဲ့အကြောင်းသူကဆိုပါတယ်။ရခင်ကမိသားစုစောင့်ဝင်နေရေးအတွက်ဝင်းဝေးရှာဖွေပေးနိုင်တဲ့ဥပန်တုကအခုခါမှာအိမ်မှုကိစ္စနဲ့ကလေးထင်းချောင်းကြီးတောင်းယူထားရတဲ့သူဖြစ်ပါတယ်။ အမျိုးသမီးကနေတိုင်းဈေးသွားရောက်တော့အနောက်မှာနေရတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့အားရင်အားသလိုကျွန်တော်လှုပ်တယ်ပြီးရင်ကလေးတွေကိုကြည့်ရတယ်ထမင်းဟင်းချက်တယ်ဆိုပြီးသူကပြောပြပါတယ်မိသားစုလှုပ်တီကြမှာအပြားများနေရပေမဲ့လို့လဲသူဝါဒနာပေါ်တဲ့အလုပ်ကိုတော့လက်မလျှော့ဆက်လက်ပြီးလှုပ်ကိုင်းလျက်ရှိပါတယ်အချိန်ရရင်ရတယ်လို့မျိုးအိမ်နောက်ဖွေးအဖေလေးမှာဘပူရုပ်ထုတွေကိုထုစလျက်ရှိပါတယ် သူ့ပပုလက်ရအရုပ်တီဟာတခါတည်းရင်တော်လိုင်းရေမုံငွေရှာဖွေတဲ့ဇေယောင်ပွဲတွေမှာလေးတွေ့ရတတ်ပါတယ်။ပန်ဒူရီစစ်ဆောင်စခန်းကိုဝင်းနဲ့အဝင်းလန်းလေးမြင်းဒီလန်းကလေးဟာမိုးရသည့်ရှင်လန်းကလေးကနေအခုဆိုရင်မိုးကုံဆောင်ကူဖုံငွေလေးတထောင်ထောင်ဖြစ်လာပြန်တယ်။ရာသီတွေပြောင်းလာပြီးစစ်ဆောင်ရဲ့နှစ်ကာလတွေကူးပြောင်းလာပြန်ပါတယ်။အင်ဂျန်သားရေးမျောလင့်ချက်ကလည်းဝေဝါးနေစေ။ သို့တော်လည်းနေထိုင်ရေးဘဝအတွက်ထုစီရင်ရည်တည်နိုင်ဖို့ယုံကံနေစေဖြစ်ပါတယ်။